တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်ဟာလုံးမဲမင်္ဂလာပါကျမကတော့ဒေါက်တာဆန္ဒကူပါဒီနေ့မှာတော့စီချိုအချိုလက္ခဏာတွေအကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်စီချိုအချိုယောဂါပရီဒိုင်ဘီတီဆိုတာကတော့သွေးရင်းသကြားတက်မြင့်တက်နေတာဖြစ်ပြီးအမျိုးအစားနဲ့စီချိုအဆင့်ထိကိုတော့မရောက်သေးပါဘူးဒါပေမဲ့အရေးကြီးတာကတော့ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကိုမပြောင်းလဲဘူးဆိုရင်အမျိုးအစားနဲ့စီးချိုအဆင့်ကိုလုံလုံလည်လည်ရောက်ရှိနိုင်ပါတယ်။စီးချိုအချိုယောဂရှိနေပြီဆိုရင်တော့နှလုံးသွေးကြောနဲ့ကြောက်ကက်တို့မှာစတင်ထိခိုက်နိုင်ပါတယ်။ကျန်းမာစေတဲ့အစားအသောက်တွေစားမယ်၊လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မယ်၊ကိုယ်လေ့ကျင့်ပုံမှန်ဖြစ်အောင်ထိမ့်သိမ့်မယ်၊အစာရှိတဲ့လှုပ်ရှားမှုတွေပြုလုပ်ရင်းနဲ့သွရင်းတကြားတက်ကိုပုံမှန်ပြန်ရအောင်ထိမ့်သိမ့်ရမှာပဲဖြစ်ပါတယ်။စီးချိုအချိုယောဂကအများအားဖြင့်လက္ခဏာမပြတတ်ပါဘူး။ ဖြစ်နိုင်တဲ့လက္ခဏာတစ်ခုကတော့လေပင်းချိုင်းနဲ့ပေါင်ခြံတို့လိုနေရာတွေမှာအရေပြားအရှောင်မဲလာတာပဲဖြစ်ပါတယ်။စီးချို့အချို့ကနေစီးချို့ကိုလုံလုံလည်လည်ပြောင်းလဲနေပြီဆိုတာကိုသိနိုင်တဲ့အချက်တွေကတော့ခဏခဏရေးစားမယ်၊မကြာခဏစီးသွားမယ်၊ခဏခဏဖိုက်စားမယ်၊မောပန်းလွင်မယ်၊မျက်လုံးမြင်တွေဝေဝါးလာမယ်၊လက်တွေခြေတွေထုံကျင်လာမယ်၊ခဏခဏယောဂပိုးတွေဝင်မယ် အနာဖြစ်ရင်အနာကျက်နှေးမယ်အကြောင်းရင်းမရှိဘဲကိုလေးချိန်ကြာစင်းမယ်စရာရီဖြစ်တတ်ပါတယ်။ဘာကြောင့်စီးကျို့အကျိုးယောဂဖြစ်ရလဲဆိုတာကတော့အကြောင်းရင်းတိတိကျကျပြောလို့မရပါဘူး။ဒါပေမဲ့မိသားစုမျိုးရိုးကိုလိုက်တာကလည်းဖယ်ထားလို့မရတဲ့အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။ဒါအပြင် pancreas ကနေသွေးရင်းသစာတက်ကိုလျှော့ချပေးတဲ့ အင်ဆူလင်ဟော်မုန်းအလုံးလောက်မထွက်တာဆဲလ်တွေကနေအင်ဆူလင်ရဲ့ effect ကိုလက်မခံဘဲဆဲလ်ကိုတကြားတွေပေးမဝင်တော့တာစားတဲ့အချက်တွေကြောင့်စီးကျိုဖြစ်ရတာဖြစ်ပါတယ်။ဒါအပြင်ဝါလွန်နာခါတုတ်တာအနီရဲရဲအသားတွေထုတ်ပိုးထားတဲ့အသားတွေစားမြတာအချိုရည်တွေတောက်သုံးတာကိုလက်လှရှာမှုနဲတာမိသားစုမျိုးရိုးလိုက်တာအမျိုးသမီးတွေမှာ PCOS လို့ခေါ်တဲ့တာဥအိမ်ရေအိတ်တဲတာ OSA လို့ခေါ်တဲ့အိပ်ပျော်နေတဲ့အချိန်မှာအသက်ရှူရက်တာ သွေးတိုးရာကိုလက်စထရောလို့ခေါ်တဲ့မကောင်းတဲ့အဆီတွေစုပုံနေတာဆီလိတ်တောက်သုံးတာဒီအချက်တွေကလည်းစီးကျို့အကျိုးယောဂါကို ဖြစ်စေနိုင်ပါတယ်စီးကျို့အကျိုးယောဂါကနေမထိန်းထားနိုင်ရင်မျိုးစားနှင့်စီးကျို့ယောဂါကိုဖြစ်စေနိုင်ပြီးအဲကနေတစ်ဆင့်သွေးတိုးရာကိုလက်စထရောများတာနှလုံးယောဂါလေဖြတ်တာကြောက်ကဲ့ယောဂါအာယုံကြောယောဂါအသေးစီဖုံးယောဂါမျက်လုံးယောဂါမြင်းအာယုံဆုံးရှုံးတာတွေအပါအဝင်ခြေချောင်းပုတ်တာကြောင့်ခြေထောက်ဖြစ်ပြရတာတွေအထိဖြစ်နိုင်ပါတယ် ဒါကြောင့်စီးချိုအချိုယောဂါဟာလုံးဝပေါ်ဆလို့မရတဲ့ယောဂါဖြစ်ပါတယ်။ဒါအပြင်စီးချိုယောဂါအဆင့်တီမရအောင်နေထိုင်လို့ရတဲ့ယောဂါတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ကျန်းမာတဲ့နေထိုင်စားသောက်မှုပုံစံဖြစ်တဲ့ကျန်းမာတဲ့အစားအသောက်တွေမျှတအောင်စားသုံးတာ၊လှုပ်ရှားတကြွစွာနေထိုင်တာ၊ကိုယ်လေးချိန်ချတာ၊သွေးပေါင်ချိန်နဲ့ကိုလက်စထရောပုံမှန်ဖြစ်အောင်နေထိုင်တာ၊ဆီလိတ်ဖြတ်တာအစာရှိတဲ့နီလန့်တွေနဲ့စီးချိုအချိုယောဂါမဖြစ်အောင်ကာကွယ်လို့ရပါတယ်။ စီးချိုအချိုယောဂါရှိမရှိသိရှိရဖို့အတွက်ကတော့ HbA1c test သုံးလအတွင်းမှာရှိတဲ့သွေးတွင်းသကြားဓာတ်ကိုစစ်တဲ့ test FPS or fasting blood sugar ၈နာရီအစာဖြတ်ပြီးဒါမှမဟုတ်တညာလုံးဘာမှမစားဘဲနောက်နေ့မနက်မှာသွေးတွင်းသကြားဓာတ်စစ်ဆေးတဲ့ test OGD test တခြားပါတဲ့အရေးတစ်ခုခုကိုတောက်ပြီးနောက်မှာစစ်တဲ့ test အစာရှိတဲ့ test တွေနဲ့မိမိမှာသွေးတွင်းသကြားဓာတ်တက်နေလားဆိုတာကိုစစ်ဆေးနိုင်ပါတယ် ဒါလို့ဆိုရင်စီချိုအချိုယောဂအကြောင်းနဲ့ပတ်သက်ပြီးဗဟုသုတတွေရရှိသွားပြီလို့ထင်ပါတယ်။စီချိုအချိုယောဂဟာကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံမူတည်ပြီးစီချိုယောဂအထိဖြစ်သွားနိုင်တယ်လို့စီချိုယောဂအထိမဖြစ်အောင်ထိန်းထားနိုင်တဲ့အဆင့်လည်းဖြစ်ပါတယ်။ဒါကြောင့်မပေါ်ဆကြပဲအထက်မှာပြောခဲ့တဲ့နီလန်းတွေအတိုင်းစားသောက်နေထိုင်ကြဖို့သွေးရင်းသစားဓာတ်ကိုပုံမှန်စစ်ဆေးဖို့တိုက်တွန်းလိုပါတယ်။ တယ်လီချမ်းမှာမှာလည်းဆရာဝန်များနဲ့အွန်လိုင်းမှာပိတ်ရက်မရှိခမဲ့တိုင်းပင်ဆွေးနွေးနိုင်ပါတယ်။ကျမကတော့ဒေါက်တာဆန်နကူပါ။မြန်မာပြည်သူပြည်သားများအားလုံးဆရာနာရှင်စနစ်စိုးအောင်မှအမြန်ဆုံးလွတ်မြောက်ပြီးစိတ်ရောကိုယ်မှာကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ရေတော့ပုံအောင်ရမည်။ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ channel မှာကျမကြီးအသိပညာနဲ့ပတ်သက်တဲ့ video တွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။